ထိုင်းနိုင်ငံမှာ အလွန်နာမည်ကြီးတဲ့တောရဘိက္ခုဒူတင်ဆရာတော်ဘုရားကြီးတပါးရှိပါတယ်။ဆရာတော်ဘုရားကြီးရဲ့ဘွဲတော်ကတော့ဖရာအာချမ်မန်နဲ့မြန်မာလိုဆိုရင်တော့ဘလို့လဲမပြောတတ်ပါဘူး။ဆရာတော်ဟာကဘာတိကြော်ကြပါတယ်။မြန်မာနိုင်ငံကတောနဲ့ကြီးတွေထံမှာလည်းလာရောက်ပြီးတော့ကြင့်ကြံအားထုတ်ပါတယ်။ဆရာတော်ဟာကျွန်တော်ဖူးတဲ့ထိုင်းကဆရာတော်များအနက်အထင်ရှားဆုံးနဲ့ပြောရမယ်ဆိုရင်ဘုရားလိုကြား ကျင့်သုံးတဲ့ယဟန်သူတော်စင်သူတော်မြတ်တပါးဆိုတာမြေကြီးလက်ခံမလွဲပါဘူး။သင်္ကန်းယုံမောကအစမြမတန်ဃာတော်ရဲ့အတိုင်းယုံနေဆိုပါလေ။ဖျားလိုကြဒူတင်73ပါးလုံးကို ကျင့်ကြံပွားများအားထုတ်ခဲ့တဲ့ဒူတင်ရဆရာတော်တပါးလည်းဖြစ်ပါလေ။ဆရာတော်ကိုထိုင်းနိုင်ငံမှာအလွန်နေမြေကျမ်းတယ်လို့ဆိုတဲ့ဣဆန်ဒေတာဗမာဝေးဖွားလာတာပါ။ ထိုင်းမှာကတောင်ပိုင်းမြောက်ပိုင်းရှိပါတယ်တောင်ပိုင်းသားဆိုရင်လရဲစက်ရဲနိုင်လာတာမျိုးရန်ဖြစ်ရင်တောင်ပိုင်းသားဆိုတာနဲ့တစ်ဖက်လူရှိန်နေတဲ့နာမည်ကြီးပါတယ်ဒါကြောင့်ဆရာတော်ဟာတောင်ပိုင်းမှာဝေးဖွားပေမဲ့ရွှွန်လွန်တွေကဘရုံမှာကြာလို့ဗဒမြားလို့လောကအကျိုးတည်ဆောင်ဖို့ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်ဆရာတော်ဟာထိုင်းနိုင်ငံရဲ့တောရစောက်တီတဲ့အလေးထားစတင်တီထောင်ခဲ့တဲ့ဆရာတော်တစ်ပါးမှာပါဝင်ပါတယ် ဆရာတော်အမှုပြုတဲ့ယဟန်တန်ဃာမြတ်တွေဟာမြန်မာနိုင်ငံနယ်စပ်ကတောတောင်တွေမှာလာအိုကတောတောင်တွေမှာနှစ်ပေါင်းများစွာတင်းသီလာစောက်တီဂူရီမှာကျင်းစပီးပြင်းပြင်းထန်ထန်ပွားများအားထုတ်ခဲ့ပူပါလေလွန်ပူဒူအပ်အာဂျမန်အာဂျန်ဖန်လွန်ပူဝဆရာတို့ဟာတောရစောက်တီတဲ့ပရိပတိတန်ဃာတော်မြတ်တွေဖြစ်ပြီးထိုင်းနိုင်ငံတိုင်းနိုင်ငံလုံးကအထူးကြည်ညိုခဲ့တဲ့ဆရာတော်များဖြစ်ပါလေ လက်ရှိုင်းနဲ့တောတောင်ထဲမှာနှစ်ပေါင်း450လောက်ကြင်ကြံအားထုတ်ခဲ့တဲ့ဆရာတော်ကြီးတွေပါဆရာတော်ဖရာအာချမ်မန်းဟာသူ့တပည့်ရင်တွေကိုတောရဆောက်တည်စဉ်ကတွေ့ကြုံခဲ့တဲ့ထူးဆန်းအံ့ပွဲကိုတွေ့အဖြစ်အပျက်တွေပြန်ပြောပြလိမ့်ရှိပါတယ်သူပြန်လွန်တော်မူပြီးသွားတဲ့ချိန်မှာသူ့ရဲ့ကိုယ်တွေ့ဖြစ်စဉ်တွေကို လူတွေကပုံပြဝိထုသဘောထားပြီးတော့ဂျုံမားတန်တရားဖြစ်ရင်အကျိုးနဲ့မှာဆိုပါတယ် ဆရာတော်အကြောင်းကိုလေးလာမိတဲ့အခါမှာများစွာကြင်ညိုရပါတယ်။ဒါပေမဲ့အခုပြောချင်တဲ့အကြောင်းကတော့အဓိကကျဉ်းချုံပြီးတော့ဖော်ပြချင်ပါတယ်။ဆရာတော်ရဲ့ဘဝဖြစ်စဉ်ကတော့ဆရာတော်ဖရာဂျမန်ဟာမွေးချင်းမောင်နှမကိုရောက်ထဲမှာအကြီးဆုံးသားပါ။အသက်15နှစ်အရွယ်မှာတာမဏေဝတ်ပြီးကမ္မထံဝိပဿနာတရားနှစ်နှစ်ခန့်အားထုတ်ခဲ့ပါတယ်။မိဘတွေကလည်းသမားတွေမျိုးအသက်ကြီးရင်းနေတဲ့မိဘတွေကိုငဲ့ပြီးကူညီဖို့ ူပြန်ထွက်ခဲ့ရတယ်။ဒါပေမဲ့ယဟန်ဘွားမြန်နိုးတာမလို့အသက်22နှစ်အရွယ်မိဘထံခွင့်ပန်ပြီးယဟန်ပေါဝင်ခဲ့တယ်။အဲ့ဒီအချိန်ကဆိုပြီးကမထန်ဝိပဿနာတရားပဲဆိုင်လိုက်မတက်အားထုတ်ပါလေ။ဆရာတော်ဟာသူ့ဆရာတော်အာဂျန်ဆောင်နဲ့တူတောရဆောက်တည်ပြီးကမထန်ပွားများတဲ့အလေးထားပြန်ပွားစီသူဖြစ်ပါလေ။ထိုင်းမြန်မာလာအိုနိုင်ငံဒီတဲကတောတောင်ထဲမှာလှည့်လည်သွားလာပြီးတရားအားထုတ်ပါလေ။ဆရာတော်ဟာဝီနီကိုအထူးလေးစားလိုက်နာသူဖြစ်ပြီး ဒုတိယ73ဘာလုံးကိုစောက်တည်သူလည်းဖြစ်တယ်။သင်္ကန်းကိုလည်းပန်းတကူသင်္ကန်းသာစင်မြန်းပြီးတောတောင်ထဲမှာသာနေထိုင်အားထုတ်ပါတယ်။ဒီနေ့ကိုတနက်ဖုံးပေးပါတယ်။ဘဝမှာအချိန်တော်များအဆောင်အယောင်ကြောင်းနေနေမနေပဲတောတောင်ထဲမှာပဲနေရောညပါတရားအားထုတ်ရှင်သန်ခဲ့တဲ့ဆရာတော်တစ်ပါးပါ။ဆရာတော်နဲ့တောင်ဆောင်ဘလူးဆိုတဲ့ဖြစ်စဉ်ကိုလည်းပြောချင်ပါလဲ။ ဒီအဖြစ်ပြဟာဆရာတော်ရဲ့တောရဆောက်တည်တဲ့တွေ့ကြုံများတဲ့ကတစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံလေပိုင်းမှာနခမ်းနရုတ်ဒေသကတောတွေဟာနဲ့တလို့ရေတကုန်တွေကုတွေပေါများလာပါတယ်။ဒီတောနဲ့ထိုင်ဝင်ပြီးဆရာတော်ဟာကမ္မထန်တရားပေါများအားထုတ်ဖို့ခီးထွက်ခဲ့ပါတယ်။တော်ကောင်းတဲ့နေရာတစ်ခုမှာတရားလှပတဲ့ကိုကြီးတစ်ခုတွေ့တာနဲ့အဲ့ဒီကူမှာပဲတရားအားထုတ်မဲ့အကြောင်းဆရာတော်ကတတ်မှတ်လိုက်ပါတယ်။ တောင်ကြီးရှိမှာကတကားတစ်ခုအချို့ကလည်းပါလာပါတယ်ဆရာတော်ကဒီနေရာမှာပဲတရားအထုတ်မယ်လို့ပြောတော့တကားတွေကအရှင်ဖျားဒီတောင်ပေါ်ကူမှာသွားပြီးတရားအမထုံလေဒီကူတဲကိုဝင်ပြီးတရားအထုတ်တဲ့တန်ဃာတော်တွေရုတ်တရက်ပြင်းတော်မူတာများလှပြီးစုပေါင်းတန်ဃာ၄ပါးတော်ရှိပြီးဆိုပြီးဆရာတော်ကိုဝိုင်းတားကြပါလေဆရာတော်ကရဝါတို့မြည်သည်တေချေရစမြင်ဖြစ်သည်ယဟန်ဘွားနှင့်ဝိပဿနာပွားများရင်တေခြင်းကမျက်တည်ဖြစ်ရငါသွားမယ်ဆိုပါလေ သူမှတားမရပါဘူးတောင်ပေါ်မှာရှိတဲ့ဂူကြီးတဲ့ဝင်ပြီးတရားအားထုတ်ပါတယ်ပထမဒုတိယတတိယသုံးညလွန်မြောက်တဲ့အထိဆရာတော်ဟာအေဂျင့်စွာနဲ့တရားပဝနာအားထုတ်ပါတယ်စတုံးတမြောက်ညမှာဆရာတော်ဟာဝမ်းတွင်းကနေထူးခြားပူလောင်လာပြီးကြာခဏဝမ်းလျှောပါတော့တယ်ပြင်းထန်တဲ့ဝေဒနာကြီးကိုဖိစီးခံရပါတယ် ကာရကဒာတတိကမထံကိုပွားများနေရာမှာဝေဒနာကိုပြောင်းမရှုမရောကိုတွင်ကနေဆူးရှတောက်ပြောင်တဲ့အလင်းရောက်မြင်ရပြီးခန္ဓာကိုယ်လည်းပေါ့ပါလန်ဆန်ပါလေဝေဒနာဟာလည်းနေနေငါသွားဆိုသလိုချက်ချင်းပြောက်ကင်းသွားပါလေနေရထိုင်ရတာအရန်ကောင်းလာပြီးတရားရှုမှတ်တာအင်မတန်ကောင်းလာပါလေအဲ့ဒီအချိန်မှာပဲဂူထဲမှာနတ်လာယုတ်ဆူလာဘလူးလာတော့ခွဲခြားမိရတဲ့အလုံးခန္ဓာကိုယ်ကြီးကြီးနဲ့ အကောင်ကြီးတကောင်ရုတ်တရက်ပေါ်လာပါလေအဲ့ဒီကောင်ကြီးကဆရာတော်ကိုသူဟာဒီတော်တောင်မှာတဘိုးအကြီးဆုံးတောင်ဆောင်ဘလူးမင်းဖြစ်ကြောင်းတထဲကအလွန်တရာကြီးမားတဲ့တင်းမုတ်ကြီးကိုပြပြီးဒီတင်းပုံနဲ့စင်ကိုတော်မှရိုက်တပ်ဖို့ကြောင်းဒီကူတဲ့လာတရားအားထုတ်ရဟန်းလေးပါးကိုလည်းဒီတင်းပုံနဲ့ရိုက်တပ်ခဲ့ကြောင်းဖုံးကြီးဒီကူတွေကလည်းအမြန်သွားမသွားရင်ရိုက်တပ်မဲ့ကြောင်းချိန်ချောက်ပါလေဆရာတော်ဟာကြောက်ရွံ့ခြင်းအလင်းကင်းလျက်တည်ငြိမ်တဲ့အတန်နဲ့အသင်ဘလူး တရဝမသမီးဟာတင်ချင်းတရားမှပြင်းမလွန်နိုင်ဘူး။ငါဒီဟန်းဘွားနဲ့ဤကူတွင်မြတ်စွာဘုရားဟောတဲ့တရားတော်တွေပွားများအားထုတ်ရင်ကိလေသာနဲ့အောင်နိုင်ရလာခြင်းဖြစ်တယ်။တင့်ကိုနှောက်ရှက်လိုတဲ့ဆန္ဒမရှိအေဂျင့်စွာနဲ့တရားဘဝနာအားထုတ်မှာဖြစ်ပါလေ။တင်သားတဘိုးအကြီးဆုံးဖြစ်ရင်တင့်ကိုတွင်မှာရှိတဲ့ကိလေသာကိုအောင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရလား။တင်ငါ့ကိုတတ်လို့ပါတတ်ပါလေ။ငါ့ဖို့တရားဘဝနာအားထုတ်ရင်တည်ခြင်းနဲ့တရားမယ်ဆိုရင်မြတ်တော်တည်ခြင်းဖြစ်လို့ ကြောက်လန့်စရာမရှိဘူး။တင်းသာယဟန်ကိုတတ်ခြင်းကြောင့်ကြီးစွာသောဆင်းရဲခံစားပြီးအပယ်ငြိမ်းကြမယ်။မမိုက်နဲ့ကောင်းမှုကုသိုလ်ပွားများအားထုတ်တရားဟောလိုက်ပါလိမ့်။ဆရာတော်ရဲ့တရားဆုံးဘလူးဟာကြီးမားတဲ့ခန္ဓာကိုယ်ကနေသေးသွားပြီး လူသားမဲ့ရွယ်ဖြစ်ကဆရာတော်အားဦးချရှိခိုးပါတော့တယ်။ဆရာတော်ရဲ့ခန္ဓာကိုယ်တွင်မှ ထုံးတောက်နေတဲ့ထူးဆန်းတဲ့အလင်းရောက်ဟာအလွန်အေးမြတ်လှပါတယ်။ဒီကူမှာပဲ အစဉ်မြဲနေတရားပွားများအားထုတ်ပါဖရားလို့လျှောက်ထားရင်ပျောက်ွယ်ပါလေ။အဲ့နောက်ပိုင်းမှာတောင်ဆောင်ဘလူဟာသူ့အချွေရန်ယုကဆိုးတင်းပင်းနေကွာခေါ်ပြီးဆရာတော်စီမံမကြခဏလာကြောင်းဆရာတော်မှတ်တမ်းမှာဖော်ပြထားပါလေ။တောထဲမှာယုကဆိုးထောင်ပေါ်မျိုးဆိုရှိပြီးသူတို့လည်းတရားလာနာကြောင်းသိရပါလေ။ထိုင်းနိုင်ငံမှာတော့ဆရာတော်တချို့ဟာဗုဒ္ဓနှုတ်သက်တွေကိုပုံစံမျိုးစုံနဲ့ပွားများလေးရှိပါတယ်။မြန်မာနဲ့အစင်လူမိမဲ့အနေငယ်တော့ကွဲပြားပါတယ်။ မြန်မာနိုင်ငံမှာတော့အရဟံကို တိကပွားများကြပါတယ်။ထိုင်းကဆရာတော်ချုပ်ကတော့တမ္မာအရဟံလို့ပွားများပါတယ်။ဖာအဂျမ်မဲဆရာတော်ဖြစ်တဲ့ဆရာတော်အာဂျန်ဆောရဲ့ညီကတော့မြန်မာနိုင်ငံကနီးနေစင်တူပါတယ်။ဆရာတော်အာဂျမ်မန်ကမထန်းစတဲ့ပွားများလက်ချိန်ဆရာတော်အာဂျန်ဆောကအဲ့ဒီလိုပွားများစေပါတယ်။ဝင်လေရှိတဲ့အခါဘုတ်လို့မှတ်ပြီးထွက်လေကိုဒေါ်ဘောဒေါ်လို့မှတ်ဖို့စိတ်ကမလွင့်စေပဲပုတ်တော့ပုတ်တော့လို့ပွားများခိုင်းပါတယ်။ ဇင်းချက်ချောင်းအမှလည်းဘဲချီကိုမုတ်ညာချီကိုဒေါလို့မှတ်ပြီးပွားများခိုင်ပါတယ်ဒီလိုနဲ့၃လလောက်အပြင်းထန်အားထုတ်တဲ့ကဆရာတော်အာဂျမန်ဟာနမိတ်ထင်လာပါတယ်ဗုဒ္ဓနုတ်တတိဟာဖះရှင်ကုန်းတော်ကိုအဖန်တလဲလဲအောက်မိတာဖြစ်ပြီးနမိတ်မထင်ပိဋိတာဖြစ်ကောင်းတယ်လို့ဝိသုတိမတ်မှလာပါတယ်ဩဘစာရတမာတိကိုသာဆက်ရောက်လေရှိပါလေဒီတော့ဆိုလိုရင်းကအမြင်ကြားတဲ့ရရှိဟန်ဖြစ်တယ်လို့ယူဆနိုင်ပါလေ ဆရာတော်၃လလောက်ပြင်းထန်အားထုတ်တဲ့ခါမှာလူသေးကောင်းလေးပိုးလောက်လမ်းကြီးနဲ့ပုတ်ပွားနေပုံကြီးကဲလက်ရခွေးရတွေအလောင်းကောင်းလေးဆွဲငင်တောက်စားနေပုံမြင်လာပါတယ်။တခါတရံတောတဲနေပုံမှာစစ်သူကြီးဘုဆောင်နဲ့ဓာတ်ကိုလွှဲသားပြီးရှောက်သွားနေပုံတွေပါထူးခြားမြင်လာပါတယ်။တရားအရာမှာတိုးတက်မှုမရှိလာတော့နဲ့ဆရာတော်အာဂျန်ဆော့ကိုသွားပြီးရှောက်ထားတဲ့ခါမှာဆရာတော်က ကာယကရာသတိပဋ္ဌာန်ကိုပြောင်းပြီးပွားများအားထုတ်ဖို့ညွှန်ပြပါတယ်။ဥကောင်းကနေအောက်ကိုစုံပြီးတော့လက်ပခုံး၊အယူ၊ဦး၊နှလုံး၊အသေးခြေခြေဖျားအာယုံစိုက်ကပွားများအားထုတ်ပါတယ်။တခါတည်းအယူကိုပဲအာယုံစိုက်ပွားများပြီးတခါတည်းစပင်ကိုပဲအာယုံစိုက်ပွားများပါတယ်။ဒီကမ္မထန်းကိုပဲပြောင်းတော်မူတဲ့ဒီနေ့စဉ်ပွားများအားထုတ်တယ်။ဒီကမ္မထန်းနဲ့ပဲစိတ်ကိုကိုယ်တွင်းမှထွက်သွားမရအောင်သတိနဲ့ချုပ်ထိန်နိုင်တယ်။ နောက်ခါမှတပည့်တွေကိုပြန်မင်ကြခဲ့ပါတယ်။ငယ်တုန်းကငယ်စိတ်နဲ့စူးစမ်းလို့စရှိတာမို့နတ်ပြည်တွေငယ်ရဲ့ပြည်တွေစူးစမ်းလေ့လာဖို့တည်းတခါတုန်းကအောက်ကိုစိတ်ကပြန်လွင့်ပြီးတော့ငယ်ရဲ့ဘုံတော့ရောက်ခုပါတယ်။ငယ်ရဲ့မှာဒုက္ခခံစားနေရသူတွေရဲ့ဆင်းရဲဒုက္ခမြင်ပြီးတန်ဝေခါရပြီးတော့ငေးမောနေတာအချိန်တော်ကြာသွားပါတယ်။သတိကိုပြန်ပြီးဆွဲကဘဝနာပေါ်ပြန်တင်လိုက်တဲ့အခါမုန်းလွဲသွားပြီဖြစ်တာမို့အဲ့ဒီနေ့ကအစွမ်းတော်ငတ်ဖို့လေအဲ့လိုစီရတော့မှတ်တမ်းမှာရေးထားပါတယ်။ ။တခါကလည်းအထက်ကိုစိတ်ပြန်လွင့်ကြည့်တဲ့အခါနတ်ဘုံရောက်သွားပါတယ်။နတ်ဘုံကနတ်သားတွေဟာဆရာတော်ကိုလည်းအရေးတကြီးကြည့်ရှုခြင်းမရှိ။သူတို့ပါသူတို့လှုပ်ချင်လှုပ်တဲ့လှုပ်တာလှုပ်နေပါတယ်။ခန်းစားမြဲအယုံတွေကခန်းစားပြုံမှုနေပါလေဒီအကြောင်းတွေကိုသူ့ဆရာဆရာတော်အဂျင်ဆော့ကိုရှောက်တဲ့အခါမင်းစိတ်ကမြောက်လို့ပဲဟိုရောက်ဒီရောက်နဲ့ကိုရင်းကစိတ်ကိုဘယ်တော့မှ ပြင်မထွက်စင်းနဲ့ငါပြောတာကိုမမေ့မရောပဲထိမ့်သိမ့်ပြီးကြင့်ပါလို့ဆုံးပါပါတယ် ဆရာတော်ဖရန်အာဂျာမန်ဟာကာယကဒါသတိပဋ္ဌာန်ပွားများပြီးအတော်တန်အသားကြတဲ့အခါမှာကိုယ့်ကိုယ်ယုံကြည်မှုရှိတာနဲ့မြောက်ဘက်ဒေသကိုတပါတီခီးထွက်ပါလေ။တောထက်တဲ့တောင်ထက်တဲ့ကျော်ပြီးမြမပြည်ဘက်ကိုလာပြီးတော့နေဆက်ဒေသမှာ၅နှစ်တန်တန်တရားကျင်ပါလေ။အဲဒီချိန်တော့မြမကြီးရွာကဒကာဒကာမတွေနဲ့မြမစကားနဲ့ပဲပြန်ပြောကြားနိုင်ကြောင်းသိရပါတယ်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့ချိန်ထိုင်းဘက်ပြန်မယ်ဆိုပြီးတော့ပြန်လဲကျော်ဖက်ပြီးပြန်ခဲ့ပါလေ။၃နှစ်နဲ့၃ရက်စတိုင်လမ်းတစ်လျှောက် အင်ဂျလုံးလူတယောက်မတွေ့ရတဲ့အတွက်စောဟာရအောင်ပြက်လက်ပြီးအိုင်းဆုပ်ယုပ်လာပါလေပြိချင်းဆရာတော်စိတ်ထဲမှာအတွေးပေါ်လာတာကတောတောင်တွေမှာတရားအထုတ်နေရဟန်းတော်တွေစွန့်ပြက်လက်ရင်ယုတ်ကဆုနဲ့တွေကလာပြီးစွန့်ကတ်တယ်လို့ကြမ်းခတ်မှာငါမှတ်သားဖို့လေအခုတော့ငါဘယ်နဲ့ဘယ်ယုတ်ကဆုကမှစွန့်လက်လာမကပ်ပါလားတွေးပြီးတော့ပင်ပန်းနဲ့တော့ကြောက်ဖြတ်တစ်ခုပေါ်ထိုင်ပြီးခဏနားနေပါလေ အဲ့ဒီအချိန်ဘယ်ကနေဘလို့ပေါ်လာမှန်းမသိတဲ့ဝေကောင်းစားလာဝထားတဲ့လူတယောက်ဟာဆရာတော်ရှေ့ပေါက်ချလာပြီဆရာတော်ကိုဆုံးကပ်ပါတယ်ဆရာတော်ကလည်းထိုးဆက်လာတာမို့တကားကြီးဘယ်ရက်ကလာပါတယ်လို့မေးတော့လူငယ်ကနှုတ်ကဘာမှပြန်ပြောပဲခက်လက်လက်မှရှိတဲ့တစ်ပင်ကြီးကိုလည်းညှိုးထိုးပြပါလေတော်ကြီးမြမဲလည်းဘာအင်ချင်မှမရှိတာမို့စူးစမ်းလို့စင်းနေအဲ့ဒီလူငယ်တော့လိုက်သွားကြည့်ပြီမဲ့တစ်ပင်ကြီးကရောက်လူငယ်ဟာပျောက်ကွယ်သွားပါလေစိုးဟင်းကို ဖုံးပြီးတဲ့အခါအင်မတန်မှအရသာထူးချောင်းလဲမှတ်တမ်းတင်ထားပါလေ ထိုင်းနိုင်ငံကအင်မတန်မှကြော်ကြတဲ့ဆီယာရောဖရာအဂျမန်အထူးပတိအကြောင်းနှုန်းဒီဒီမှာဆက်လက်တင်ဆက်ပေးပါမယ်။နောက်ဆင်ပြေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ထိုင်းနိုင်ငံရဲ့တောရာဘိတ်ခူဒူတင်ဆီယာရောကြီးဖရာအဂျမန်အပိုင်းစကိုဆက်တင်ဆက်ပေးခြင်းပါလေ။ဖရာအဂျာမန်ဆီအရောဟာ ကမထမ်းဖုံကြီးပြီးပြီးကမထမ်းနဲ့သာမွေးရော်နေလေးရှိပါတယ်။32ကောထာတောက်ကသာအယုံပြုတ်ပြီး ကိုယ်တွင်မှစိတ်မပြန့်လွင့်အောင်ထိမ့်သိမ့်လျက်ရှိပါတယ်။ဒီကာလရီယန်ဥကောင်းကနေခြေဖြားထိအောင် သုံးသပြီးပွားများအားထုတ်ပါလေ။ညာဘက်ဆိုနတ်တွေငကားတွေလာရောက်တရားနာလေးရှိတယ်လို့ဆရာတော်ကပြောပါလေ။ဆရာတော်ဟာနေရာဒေသတစ်ခုမှာကြာရှည်သတင်းသုံးလေးမရှိပါဘူး။ချွင်းချက်အနေနဲ့ဈေးမဲ့နဲ့ပဲမှာအချိန်တော်ကြာသတင်းသုံးမှုပါလေ။စေမေမောတရင်တုံတုံနှစ်နှစ်အများကြီးလာရောက်တရားနာတာကိုတတိပြုမိကြောင်းအရှင်းမြောက်ပိုင်းကြီးသားဟာ နတ်ပရိသတ်မများလာပေမဲ့ငကားပရိသတ်များပြားကြောင်းရှင်းပြပါလေငကားတွေလာတဲ့ချိန်ကတော့ည7:00နာရီ7:00နာရီဝန်းကျင်ချိန်နဲ့လာတနရားနာလေးရှိတယ်တဲ့နတ်တွေကတော့ဒကောင်ရန်ချိန်လောက်မှလာပြီးညနေမိုးတော့တနားရီခန့်မှပြန်လေးရှိတယ်လို့ဆရာတော်ကဆိုပါတယ်တရားနာတဲ့အခါမှာလူတွေနဲ့နတ်တွေမတူတဲ့ချက်ကနတ်ငကားတွေဟာအင်မတန်မှအစည်းကမ်းသေးဖို့တဲ့တရားနာတဲ့ချိန်လူတွေလို့ဟိုလှုပ်လိုက်ဒီလှုပ်လိုက်ဘယ်ညာလှုပ်လို့မရှိပဲ ရိုသေတဝတ်စွာထမ်းပြီးမလုံးမရှက်တရားနာလည်းရှိပါတယ်။နေ့တွေတရားနာဖို့လာတဲ့အချိန်မှာဆရာတော်ကအရင်ဆုံးသုံးပတ်လှည့်ပြီးကြတော့တယ်။တရားကိုတည်တည်ချာချာတည်တည်ငြိမ်ငြိမ်နာပြီးရင်လေတာရုသုံးကြိမ်ခေါ်ပြီးအနောက်ကိုတဖြည်းဖြည်းဆုပ်ခွာပြီးပြန်လည်းရှိတယ်။နောက်ကိုတဖြည်းဖြည်းချင်းဆုပ်ပြီးခနာချင်းမှာပဲဝါခွန်းလေးတစ်ဖွဲကောင်းကင်ကို ပြန်တက်ပျောက်ွယ်သွားတယ်လို့မိန်ပါတယ်။တခါကငကားပြိတ်သက် နေစဉ်ရဆက်လာတရားနာတယ် ာတဲ့ချိန်ငကားမင်းဟာသူ့ရဲ့ရာဇပလင်မှာတခါတည်းယူလာသလိုအချွေရန်အသိပင်းနဲ့ပါကြွာလာလေးရှိပါတယ်။နောက်ပြီးသူယူလာတဲ့တောက်တော်ရေကိုဆရာတော်ထံအရင်ဆက်ကပ်ပြီးမှသူတောက်လေးရှိတယ်။နတ်တွေကြိုက်တဲ့တရားကတော့အောင်းချင်းရှိပါတရားတော့အထူးကြိုက်နှစ်တည်းတဲ့။တုတ်တန်ဒေသနာတော်တွေကိုလည်းကြိုက်ကြတယ်။နတ်တွေဟာရွေရှားတဲ့ခါလူစိတ်လိုပဲသူတို့စင်နာဖြစ်တဲ့ခဏအတွင်းမှာပဲတနေရာကနေတနေရာချက်ချင်းရွေရှားနေကြတယ်။တခါကပေါ်ဆရာတော်ဟာဈေးမဲ့ကနေ သူ့မွေးရထားနဲ့အရှိမြောက်ကိုပြန်ကြွားတဲ့အခါယထာဘုဒ္ဓဘေးနှဖက်မှာနတ်ရီဟာကောင်းကင်မှာဝါကုန်းပုံလေးလိုမျက်စိတစ်စုံရက်နေကြပြီးဆရာတော်ကိုလာရောက်ဂါရဝပြုနှုတ်ဆက်ကြပါတယ်။ယထာတော်ပြီတော်ကြတဲ့အချိန်ယထာနဲ့တူလိုက်ပါရွေရှာပြီးပို့ဆောင်ပေးပြီးတော့ပျောက်ကွယ်သွားတာမြင်တွေ့ရကြောင်းဆရာတော်ကမိန်ပါတယ်။ဆရာတော်ကမြင်တွေ့ရပေမဲ့တခြားသူတွေကတော့ဘာမှမမြင်ပါဘူး။ ဆရာတော်ဟာတောင်တန်းဒေသဘက်မှာတရားအားထုတ်ဖို့ထွက်ခဲ့တော့ကလည်းမှုံဆိုတဲ့လူမျိုးတွေနေတဲ့နေရာဒေသတစ်ခုကိုရောက်ခဲ့တယ်တဲ့ဒီမှုံလူမျိုးတွေဟာတဲ့အရပုပုအသားဖြူဖြူငွေတဲတွေဝတ်ဆင်နေရှိတယ်ဒီမှုံလူမျိုးတွေနေတဲ့ရွာတရွာနီးမှာဆရာတော်ဟာစတဲ့ချတယ်မှုံလူမျိုးတွေဟာတော်ထွက်ယဟန်တွေကို တွေ့ဘူးမြင်ဘူးဟန်မရှိလို့ဆရာတော်ကိုထူးထူးခြားခြားလာရောက်ကြည့်ရှုကြတယ်သူတို့ဘာသာလောက်ဆရာရှိတာကိုလည်းလုံနေတာပေါ့ ဒီနေ့မနက်မှာတော့ဆရာတော်ဇင်းညက်ဆောင်ရင်ဘုတ်တော်ကိုပွားများနေတယ်။ဘဲချီလန်းရင်ဘုတ်ညာချီလန်းရင်တော့အခောက်ခောက်ခါမှာပွားများနေတာကိုမှုံမျိုးရသူကြီးကကြည့်ပြီးအရှင်ဖေကဘာပြောလို့ရှာနေတယ်လဲလာဆူးဆန်းတယ်။ဆရာတော်ကလည်းငါဘုတ်တော်ကိုရှာနေတာလို့မေးတယ်။ဘုတ်တော်ကဘလို့ရလဲပျော်ပျော်လေးလက်ရထားလို့မေးတော့အေးမင်းတို့ရှာရင်ပြောင်းလက်လက်လေမြင်ချင်မှမြင်ရလိမ့်မယ်ပြောပြီး ခြေလမ်းပြီးဖြစ်စေထိုင်ပြီးဖြစ်စေအနော်ဆရာတော်ဟာမုံလူမျိုးတို့ကိုနီးပေးလိုက်ပါလေဘုဒ္ဓကိုတွေ့ကျင်တော့ခြေလမ်းပြီးဖြစ်စေထိုင်ပြီးဖြစ်စေဝင်သက်မှာပုတ်ဖတ်သက်မှာဒေါ်လို့မှတ်ဖို့သင်ကြားပေးပါလေမင်းတို့ဒီနီးနဲ့ဆိုင်ဘုဒ္ဓတွေ့လိမ့်မယ်လို့ပြောတော့မုံခေါင်းဆောင်လို့သူကသူ့နောက်လိုက်တွေကိုပါသင်ကြားတော့တရွာလုံးထိုင်လျက်ရောလမ်းလျှောက်ပြီးတော့မတိပဲနဲ့ဘုဒ္ဓကမ္မထံပေါ်မြအားထုတ်ပါတော့လေ ကာလာတော့ကြာပြီးတဲ့နောက်ဆရာတော်ဟာနေရာဒေသနဲ့ဒယကာမတွေပေါ်ညီးတွေဆွဲလက်မှုဟာချက်ဆဲလူလာနဲ့ရွာမထွက်ခွာဖို့လို့တော့ပုံတရားလုံးငူယူပြီးဆရာတော်ကိုသင်ငန်းဆွဲမသွားဖို့တောင်းပန်တောင်းမြင်ပါလေမုံတရားလုံးဟာဆရာတော်တရင်30ကာလာတချောင်းနေ့စဉ်ဆုံးဖို့မပြတ်ပြုခဲ့ပေမဲ့ဆရာတော်ဟာတနေရာထဲမှာတရင်သုံးရင်မိမိရဲ့လိုရာခရီးမရောက်ဘူးဆိုတာသိတဲ့အတွက်ကြောင့်နေရာအစ်စ်ကိုကြွချီသွားကြောင်းမှတ်တမ်းမှာဖော်ပြထားပါလေ မုံလူမျိုးတွေကတော့ဆရာတော်ကြွသွားတဲ့အတွက်ကြောင့်ဝမ်းနဲ့ပက်လက်ဖြစ်ရပါတယ်။ဆရာတော်ဟာနေရာတနေရာမှာကြာကြာမနေသလိုဓာယကဓာယကမာရီနဲ့လည်းစကားကြာကြာပြောလို့မရှိဘူး။ရုံပရအားလျက်တွေမှာလာလေတဲ့ဓာယကဓာယကမာရီကိုတရားပေးရမှာလည်းတရားတူတူပဲပေးလို့ရှိပါတယ်။တရားပေးပြီးတာနဲ့ကျောင်းဆောင်နဲ့ပြန်ဝင်ကမ္မထံတရားပွားများအားထုတ်တယ်။တခါကအကြောင်းမှာလူတွေစစ်စစ်ကားကားနဲ့စွန့်ကြွေကြတယ်။စွန့်ကြွေပြီးတဲ့အချိန်ဆရာတော်ကတရားပေးတော့ တောက်စားဝဒနာထုံတဲ့အမျိုးသားနှုတ်ဟာမူဗီစတူရင်ထိုးကစကားကိုအော်ရေးကြပြောနေပါတယ်။ဆရာတော်ကဘာမှပြောဆိုခြင်းမရှိပေမဲ့လည်းစတူရင်ထိုးနေတဲ့နှစ်အောင်လုံးဟာရုတ်တရက်တိတ်သွားပါတယ်။တယောက်ကပါဇက်ကိုဖွင့်လျက်နောက်တယောက်ကလက်ကိုမြှောက်လျက်စတူရင်အယုတ်ကိုရွှေ့လျက်သားပုံစံနဲ့ကြောက်ရွံ့ကြီးလာချက်တန်သွားပါတယ်။နီးနားမှာရှိတဲ့လူတွေအားလုံးဒီဖြစ်ပျက်ကိုအံ့ဩတကြီးမြင်ခဲ့ရပါတယ်။ဆရာတော်တရားဆုံးတော့မှ သူတို့နှစ်ယောက်က အိမ်မက်ကလက်လို့ဒီလိုဖြစ်ခဲ့ပါလေဆရာတော်ရဲ့တရားဆုံးတော့မှသူတို့နှစ်ယောက်ဟာအိမ်မက်ကလန့်လို့လာတယ်လို့ပြန်လဲလှုပ်ရှားလာတယ်မှာလေသူတို့ဖြစ်ကိုကြည်ပီပေးရလူတွေဝိုင်းကြီးခဲ့ကြပါတယ်တနေ့တကားတို့ကဆရာတော်နားချင်းကပ်ပြီးရှောက်တယ်ဆရာတော်တဲ့တပည့်တော်ကိုနှက်တွေနှက်ခါးပြိတ္တာတွေပြပေးပါလားဖေရတဲ့ ဆရာတော်ခဏပြန်ဆိုင်ငံ့ပြီးတကားကြီးဆရာတော်ပြောတာတွေကိုယုံသလားလို့မိတော့အရှင်ဖျားပြောတာတပည့်တော်ယုံပါတယ်လို့ပြောတော့ဆရာတော်ကဒီလိုဆိုမင်းကအင်မတန်အားရတယ်လို့ပဲဒီလိုရှိရတကားဆရာတော်ဥပမာပြောမယ်ဒီအကြောင်းနဲ့မင်းကြီးမွေးမှာဓမ္မစင်ဒီမှာဆိုတဲ့ရုပ်ရှင်ုံကြီးရှိတယ်ဆိုပါတော့အဲ့ဒီရုပ်ရှင်ုံကြီးကဝင်ကြီးတော့မသေးဘူးငွေထောင်ပြီးမှလက်မှတ်ဝင်ဝယ်လို့ရတယ်ဆရာတော်ကနေ့စဉ်လူတရာကိုကြောင်းမှာ ဓမ္မဒေသနာဟောကြားပြီးကမ္မထံပွားများအားထုတ်စေတယ်။အဲ့ဒီလိုဓမ္မတရားနာတရားပွားများအားထုတ်တဲ့အတွက်အဲ့ဒီနေ့မှာဆရာတော်တို့ကိုဗတ္တိဟာစီပေးတယ်။လာတရားနာတဲ့သူဒီမှာရှိတဲ့ပတ်ဆိုင်တွေဖွင့်ကြည့်လိုက်ရင်ရှိတဲ့ငွေတွေအတွက်ဟာဘယ်နည်းနဲ့မှမတူနိုင်ဘူး။တစ်ယောက်က900နောက်တစ်ယောက်ကတပြားမှမရှိ။ငွေ900ရှိတဲ့သူအတွက်ကတော့ဆရာတော်ချီးမြှင့်တဲ့ငွေတရားနဲ့ပေါင်းရင်1000ပြည့်ပြီမို့။အဲ့ဒီမှာရုပ်ရှင်သွားကြည့်ပြီးဓမ္မရုပ်ရှင်ကိုတဝါးကြီးကြည့်နေတာပေါ့။ ။ဗျာမမရှိတဲ့ဓကားတွေမှာတော့ဆရာတော်ချင်းချင်းနဲ့ငွေတရားတည်းရှိသေးတာမို့နောက်ကြည်ကျင်ဆရာတော်စီလာပြီးဓမ္မဒေသနာကြားနာပြီးတရားတွေနေ့စဉ်လာရောက်ပွားများအားထုတ်ရလိမ့်မယ်။ငွေတထောင်မပြည့်မချင်းတော့သူဟာအဲ့ဒီရုပ်ရှင်ရောကိုတွားပြီးဝင်ခွင့်လက်မှတ်မဝင်နိုင်ဘူး။အဲ့ဒီရုပ်ရှင်ကြည်ကျင်ငွေတထောင်ရတဲ့အထိကျင့်ကြံပွားများအားထုတ်ပြီးနေရမှာပဲ။ဒီတော့ဓကားကြီးကြည်ကျင်တပါဆိုရင်တော့နက်လေဓကားတွေပိတ်တာတွေကိုကြည်ကျင်ရင်ဓကားကြီးလည်းရုပ်ရှင်ရောလက်မှတ်ဝင်နိုင်တဲ့အထိ ငါဟောတဲ့တရားတွေနားပြီးကျင့်ကြည့်ရမယ်မိမိမျက်မြင်ကိုတွေ့ရှိမှယုံကြည်တာအကောင်းဆုံးလို့တရားပေးဟောပြောခဲ့ပါတယ်ဆရာတော်1945ခုနှစ်နိုဝင်ဘာ7ရက်နေ့မှာခန္ဓာဝန်ချခဲ့ပါတယ်ဆရာတော်ဘုရားကြီးရဲ့ဖုန်ကြီးပြွဲကိုထိုင်းကလူပေါင်းတသိန်းကျော်လာရောက်ပြီးတော့အခါရပြုကြပါတယ်ဒါအပြင်အဲ့ဒီတော့ကထိုင်းအာဏာပိုင်ဖွဲ့တွေလည်းလာရောက်ဖို့ကြိုးစားကြပါတယ်တက်တော်တွေယူရိုတွေကြတာမို့ တဂိုင်းချို့ခွဲပြီးကျန်းစာတွေကိုတော့ဈေးဒီတော့တည်ခဲ့တယ်အများပြည်သူကိုလာရောက်ဖူးမြော်နိုင်စေဖို့တည်ထားကိုယ်ကွယ်စေပါတယ်ထူးခြားချက်ကဆရာတော်ကြီးရဲ့ယူတော်ဝင်ဝှက်ရမှာရရှိတဲ့တူဦးတော်တဂိုင်းဟာသွင့်ဖျားစစ်မှာတည်ထားပြီးကိုယ်ကွယ်တာလေးနှစ်ကြာတဲ့ချိန်မှာအယူတော်ကိုဖွင့်ကြည့်တော့ပလဲစီများသဖွယ်တက်တော်ပေါင်း420စုထူးဆန်းစွာမြင်တွေ့ကြရတာမို့အများပြည်သူဖူးမြော်နိုင်ဖို့ဆရာတော်ဇာပနာပြုလို့ရအကြောင်းပေးမယ်မှာလှူထမ်းပေးခဲ့ပါတယ် ဒါကတော့တက်တော်တွေပါကြားခဲ့တယ်ထိုင်းနိုင်ငံမှာဆရာတော်ဖျားကြီးဖရာအာဂျမန်အကြောင်းကို တင်ဆက်ပေးတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ